မိတ်မညာညာဖြစ်ပါတယ်လို့တချင်အခုဒီ PPT လို့ခေါ်တဲ့ PowerPoint မှာပေါ့နော်ပါတယ်ဒီ9ရက်ပေါ့နော်အကောင်လုံးပြောကြတယ်ဒီ9မျက်နှာတချင်ဒါလေးပဲလားတချင်နောက်ထပ်ဟိုပေးရတာညာရှိသေးလားဆိုပြီးမေးကြတဲ့သူတွေအတွက်တချင်ဒီအခုချိန်မှာ orientation အကြောင်းလေးတစ်ချက်ပြောချင်တယ်ပေါ့နော်တချင်ကဘာကြောင့် ိုရီးယားအခြေခံဖြစ်ရတာနဲ့တချို့ရင်ဒီတရမတင်မနဲ့ဒီအောင်စတင်လို့ရှင်သူတို့နားလည်ပါမလားအဲ့လိုမျိုးစမိကြသူတွေရှိရပါတော့တချို့ကဘာကြောင့်ဒါအောင်စတင်ရတာလဲဆိုတော့တချို့တို့တင်တဲ့ဘာသာကမိကြတေးပါတယ်လေကိုရီးယားစာကိုတင်တာဖြစ်တယ်အဲ့တော့ကိုရီးယားစာဘယ်ကနေဖြစ်ပွားလာတယ်ကိုရီးယားစာကိုဘသူကတည်ထင်ခဲ့တယ်ကိုရီးယားကဘယ်ကနေစဖြစ်လာတယ်ဆိုရင်ဟိုတမိုင်းကြောင်းနေပြန်မျိုးစချင်တယ်ပေါ့နော်အဲ့ဒီခါကျတော့ဒီချေကဒီမှာဒီအောက်မှာရေးထားတဲ့စလုံးလေးလုံးတွေလား ဒီလေးလုံးတွေ့ရနော်ထောက်တွေ့ပါရနော်ဒါပါလဲဆိုလို့ရှိရင်တန်ဂွန်ရှင်းဟွာဒီချဲဒီဒီချဲမှာလေးကီးပုံမှာမြန်မာဖောင့်မရှိတဲ့ကြောင့်မို့ဒီလိုမျိုးတစ်ချဲရေးပြီးတော့ပြင်မယ်နော်ပြီးတော့ဒီအတန်သက်တရားဆိုလို့ရှိရင်ဒီချဲကဒီစလုံးပေါင်းကိုရီးယားမှာဆိုရင်အသက်တန်နေရှိရပါနော်ဒီအသက်တန်နေတက်ပေါင်းပြရတာထက်တကယ်စကားပြောတဲ့ခါမှာပေါင်းနေစကားပြောအတန်နဲ့ဒီချဲရေးပြီးမယ်လို့နော်အဲ့ဒါလေးကိုရှင်းသားလိုက်ပြီနော် 단군신화 단 단서로신 당의 봉상고마 나타내 무슨 농방 단 비로신 군군 이 신화 신 야가오 이화 好，比呢？ ပါရလေတန်ကုန်ရှင်နော်ဒါပါရလေဆိုလို့ရှိရင်ဒီပညာဆိုလို့ရှိရင်ဟိုးရှစ်ခေကကိုဂျိုဆုံးလို့ခေါ်တဲ့ခေတ္တခေရှိခဲ့တယ်ဗောနော်အဲ့ဒါပါလဲဆိုလို့ရှိရင်နော်ကိုရီးယားနိုင်ငံဖြစ်မဖြစ်ပေါ်လာခင်ဟိုးရှစ်ခေကကိုရီးယားရဲ့အစာကိုဂျိုဆုံးကဆိုတဲ့အဲ့ဒီခေကစပြီးရော ဖြစ်လာခဲ့တာနော်အဲ့ဒီခေမှာနာမည်ကြီးခဲ့တဲ့အကောင်နှစ်ကောင်ရှိရဲ့အဲ့ဒါပါလဲဆိုတော့ ဂုံလို့ခေါ်တယ်ဝဝုန်နဲ့ဟိုရန်ကြီးလို့ခေါ်တယ်ကြားတယ်နော်ဘာလဲလဲဂုံလို့ခေါ်တယ်ဝဝုန်ရဲ့ဟိုရန်ကြီးလို့ခေါ်ရဲ့ကြားဟုတ်ပြီနော်အဲ့တော့ဝဝုန်နဲ့ကြားကနာမည်ကြီးခဲ့ပါတယ်ဟုတ်ပြီဒါကိုဝဝုန်နဲ့ကြားဆိုတဲ့စကားကိုကိုရီးယားလိုဂုံဝဝုန်နဲ့ကြားကိုဘယ်လိုပြောလဲဆိုတော့ဂုံဟာကို ဟာကိုအဲ့ဒီဟာကိုဆိုတာကိုရီးယားမြန်မာလိုဘယ်လိုပေါင်းလဲဆိုလို့ရှိရင်နော်ဟာရေးချာဟာကိုဟုတ်ပြီနော်ဒီလိုပြောရဲဟာကိုဂုံးဆိုတာကဟိုတစ်ချက်ပြောရရမလဲဆိုရင်ဂုံးကိုဝိစနလုံးပေါင်းတယ်မတက်ထွက်တယ်အနောက်ကပါဇက်ပိတ်တန်နဲ့ဂုံးလို့ပြောတယ်ပြီးတော့ဟိုရန်ကြီးဟိုရန်ကြီးဆိုလို့ရှိရင်ဟို ပြီးလို့ရှိရင်ရံရာကောင်းနာရာကောင်းနာတော့ဆက်လလုံးပေါ့ဆိုပေးမယ်အတန်ထွက်ကိုကြတော့ r r အတန်နဲ့ထွက်ပေးရမယ်အင်္ဂလိပ်စာ r အတန်ထွက်ပေးရမယ်ဘယ်လိုထွက်ပေးရမလဲ r အတန်အဲ့တော့ဟိုရံငီငီဆိုတာကဘာလဲလဲဆိုရင်ငါအတန်နော်ငါငယ်လုံးနေချောင်းငယ်ဘာလဲဆိုတော့ငီငါလုံးနေချောင်းငယ် အဝငါလုံးနေစံကငီဟုတ်ပြီနော်အဲ့တော့ဟိုရှီခေကကိုရီးယားဆိုတဲ့ခေစာမဖြစ်ခင်တော့ကဒီကိုဂျိုဆောင်းလို့ခေါ်တဲ့ခေကအရင်စားခဲ့တယ်အဲ့ဒီခေမှာဆိုလို့ရှိရင်ဂုံးနဲ့ဟိုရငီဆိုတဲ့အကောင်နှကောင်နမည်ကြီးခဲ့တယ်အဲ့ဒီအကောင်နှကောင်ဘာလို့ခေါ်လဲဝဝုန်နဲ့ဂျာဝဝုန်နဲ့ဂျာနမည်ကြီးခဲ့တယ်ဝဝုန်နဲ့ဂျာဆိုတဲ့စကားကိုကိုရီးယားလိုဂုံးဟာကိုဟိုရငီလို့ခေါ်တယ် အဲ့ဒါဆိုရင်ဒီတန်ကိုရှင်နာကဘာတူလဲတန်ကိုရှင်နာဆိုတာဒီကိုဂျိုဆုံးဆိုတဲ့ဒီနိုင်ငံပေါ့နော်ကိုဂျိုဆုံးဆိုတဲ့နိုင်ငံကိုတည်ထောင်ခဲ့တဲ့ဘုရင်ဖြစ်တယ်ဟုတ်ပြီနော်အဲ့တော့ပြန်ပြီးပြောမယ်ဆိုလို့ရှိရင်ကိုရီးယားတွေဟိုအစခက်ကကိုဂျိုဆုံးခီလိုခေါ်တယ်အဲ့ဒီကိုဂျိုဆုံးကိုတည်ထောင်ခဲ့တဲ့ဘုရင်ကတန်ကိုရှင်ဟာအဲ့ဒီတန်ကိုရှင်နာကိုနောက်စကားတစ်မျိုးနဲ့ပြောမယ်ဆိုလို့ရှိရင်ဘယ်လိုပြောလဲတန် กุมวามคอมคอมคอมกบลบย่อยออกมาเลยสอคอมคอคอมคอมกบลบย่อยออกมาเลยเอ่อคอมสวยแมคอคอคอมคอบยาสุดอัตนันทำอะไรเนี่ยเชื่อคุนอ่ะอัตนันชิมลบย่อยอะไรมีบ้างเลย không anh không cúi hết tình thời gì nào thì nó không lừa thêm mẹ về thứ khăn nghĩ gì cha mặt không học bị nó đó đơn như đi bị lừa bỏ tan cơ hoàng công luôn không mẹ nó à sao lo chứ cô đi ăn nghe sao bà đây cô chú son cô chú son đi trong cái này tụi cá tan cơ sinh hóa mà hậu lo chứ nào đơn như တန်ကူဝမ်ကောအဲ့ဒါဘာတူလဲဝမ်ဝမ်ဆိုတာကဘယင်နော်ဒီဟာကဘာလဲလဲဆိုရင်ဘယင်နမည်ဒီဟာကဘယင်အဲ့ဒီဘယင်ဆိုတဲ့နမည်ကိုကိုရီးယားလိုဝမ်လို့ခေါ်တယ်ဝမ်ဝမ်ဆိုပေမဲ့ဒီချေကဒီလိုမျိုးရေးလိုက်တာကဝမ်ဆိုရပါစက်ပြရမှာမဟုတ်ဘူးနော်ဝမ်ဆိုပြီးတော့ပါစက်ပြပြီးတော့ပြောရမယ်ဝမ် ဝမ်ခေါ်ပြီနော် တချို့ကလေကိုရီးယားမှာအသက်တန်ရှိရဆိုမယ်အဲ့အသက်တန်တိုင်းထွက်လို့ရှိရင်တချို့တရားကပြောပြရတာခက်တယ်ပေါ့နော်တချို့အခုကိုရီးယားလူတွေလက်ရှိသုံးနေရစကားပြောအသက်တိုင်းပဲရှိပြီးတာပေါ့နော်အဲ့တော့ဒန်ကုံဝမ်ကုံလို့ခေါ်တဲ့ဘယင်ကကိုဂျိုဆုံးကိုတီထောင်ခဲ့တယ်အဲ့ဒီကိုဂျိုဆုံးခင်မှာနာမည်ကြီးခဲ့တဲ့အကောင့်နှစ်ကောင်ပြောပါဆိုရင်ဝဝနဲ့ကြားဖြစ်တယ်ပေါ့နော်အဲ့ဒီဝဝကိုကိုရီးယားလိုခုံကြားကိုဟိုရန်ကြီးလို့ခေါ်တယ်အဲ့ဒီနှစ်ခုကြားနဲ့ ဝဝုံဆိုတဲ့အဝဝုံနဲ့ကြားဆိုတဲ့ဒီစကားကိုကိုရီးယားလိုခုံဟာကိုဟိုရန်ကြီးဟုတ်ပြီနော်ခုံဟာကိုဟိုရန်ကြီးခုံဆိုတာဘာကိုပြောတာလဲဟိုကိုရီးယားတချင်တစ်ခုရှိရမလားမခုံဆဲမာရီကဟန်ချေဘေးဆာဟုတ်တယ်နော်အဲ့ဒီတချင်တွေမှာပါတဲ့ခုံလို့ခေါ်တယ်ပေါ့အဲ့တော့ဘာကြောင့်နာမည်ကြီးခဲ့ရလဲဒီဝဝုံနဲ့ကြားကအဲ့ဒီခက်ကသူတို့ကလူအရန်ဖြစ်ချင်တာ အဖြစ်ရှင်တာလေလူအရင်ဖြစ်ရှင်တာလူဖြစ်ရှင်တာဘာလို့ကြလဲဆိုရင်သူတို့တွေက၃နှစ်လုံးလုံးစက်သွင်းပြူစားတယ်ဟမ်ဘာလို့လဲလူတွေကလည်းစက်သွင်းပြူစားရတဲ့ကြောင့်မလို့အဲ့ဒီဝက်ဝုန်နဲ့ကြားရဆိုလို့ရှိရင်စက်သွင်းပြူစားပြီးရောလူဖြစ်ရှင်လို့ပေါ့နော်ကြိုးစားကြတယ်ဘယ်နှစ်နဲ့အတွင်းမှာလဲ၃နှစ်အတွင်းမှာတစ်ချိန်တောင်ပြန်ပြီးရောဆောင်းဝင်းမှာမေးမှာနော်ဘာကြောင့်လဲဒီအကောင်လုံးတင်ရတယ်ကိုရီးယားစာကိုတင်ရတယ်ဆိုလို့ရှိရင်ဒီတရာပဲတည်ုံနေတယ်ကိုရီးယားစာမဟုတ်ဘူး ကိုရီးယားရဲ့တမိုင်းအကြောင်းကိုရီးယားစာရဲ့အကြောင်းမှသိရဖို့အတွက်လိုတဲ့အကြောင်းမလို့ချေတာပြပြချင်းဖြစ်တယ်ပေါ့နော်အဲတော့ဂုံးဟာကိုဟိုရန်ကြီးဆိုတဲ့ဒီဟာနာမည်ကြီးခဲ့တယ်ဘာကြောင့်လဲသုံးနှစ်လုံးလုံးသူတို့ရဲ့ချက်သွန်ပြစားခဲ့တယ်လူပြစ်ချင်တဲ့အတွက်ကြောင့်အဲတော့အဲ့လိုလူပြစ်ချင်တဲ့ကြောင့်စားခဲ့ပြီးတဲ့အခါမှာဒီဟိုရန်ကြီးတို့ခေါ်တဲ့ဒီကြားကအရင်ဦးဆုံးသူကလက်လျှော့သွားတယ်ဘာကြောင့်လဲလက်လျှော့သွားတယ်သူကသူတို့လိုမျိုးနွယ်တွေကဘာစားရလဲဆိုတော့အသားစိမ်းငါးစိမ်းနေစားတယ်မလား ဟုတ်တယ်နော်အဲ့တော့ဒီ၃နှစ်တည်းဒီကြားကအသားစိတ်၅စိတ်မှစားရပဲနေတဲ့ခါကျတော့ဘာဖြစ်လဲဆိုရင်မနေနိုင်တော့ဘူး तू လက်လျှော့ချင်လာအဲ့တော့ तू ကအလွယ်တကူ၃နှစ်တည်းမှာလက်လျှော့သွားတယ်ဂုံလို့ခေါ်တဲ့ဝတ်ဝန်ကစတိုက် तू စိုးစားတယ်စတုံဖြူရအောင်စားတယ်၃နှစ်တည်းဘာမှမစားပဲနေဟမ်အဲ့တော့ဒီဆွေးရှိရဲ့ဝတ်ဝန်လေးရုံးနဲ့ခဏလေးတည်းလက်လျှော့သွားတယ်ကြားအတောင်းပေါ့နော်အဲ့တော့ဒီဝတ်ဝန်ကို သူတို့တွေကအရန်ကိုစားပြုပြီးတော့ဒီလိုဆွဲရှိပါလားဆိုတဲ့အကြောင်းကိုစားပြုပြီးတော့ဒီကိုရီးယားကျောင်းနေမှာဆိုရင်အခုနောက်ပိုင်းဝန်ဝန်နဲ့ပတ်သက်တဲ့တခြင်းလေးတွေရှိတယ်ပေါ့နော်ထွက်လာကြရပေါ့အခုခုနတခြင်းပြပြလိုက်တဲ့မကုံဆဲမာဒီဆိုတဲ့တခြင်းလေးအဲ့လိုမျိုးပေါ့ဟုတ်ပြီနော်အဲ့တော့အဲ့လိုမျိုးနဲ့တင်ဖြစ်လာခဲ့တာဘယ်ခင်မှာလဲကိုဂျိုဆုံးဆိုတဲ့ခင်မှာဒါအောင်မှတ်ထားမယ်နော်ဟုတ်ပြီနော်ကဲနောက်တစ်မျက်နှာတော့တွေ့မယ်ဆိုလို့ရှိရင်ကိုရီးယားနိုင်ငံရဲ့ シーシーンボンワノタカテハンミングパレレテハンミングホピノディタンタコジワサロシノテハンミンテハンミングホピノ ဘူရုံဆိုတာကဘာလဲစီစင်ပုံဘူရုံဆိုတာကစီစင်ပုံဟုတ်ပြီနော်တဲဟမင်ကိုဘူရုံစီစင်ပုံလို့ခေါ်တယ်အဲ့တော့ကိုရီးယားနိုင်ငံရဲ့စီစင်ပုံဆိုလို့ရှိရင်ကိုရီးယားနိုင်ငံဖြစ်ပေါ်လာပုံလို့ဘာသာပြန်လို့ရှိရင်ပို့ပြမှန်တာပေါ့နော်အဲ့တော့ခုနတစ်ချိန်ပြောလိုက်တယ်ကိုရီးယားနိုင်ငံအစာပေးရစားတယ်ဂိုဂျိုဆောင်းကစားတယ်ဂိုဂျိုဆောင်းစားထားပြောတာဂိုဂျိုဆောင်းဟုတ်ပြီနော် ဒါဘာပြောရလဲဆိုလို့ရှိရင်နော်ကိုဂျိုဆောင်းလို့ခေါ်တာကိုဂျိုဆောင်းကဲဒီချက်တာအခြေခံအဆင်ဖြစ်ရတဲ့ကြောင့်မလို့တခြားခတ်တဲ့စကားလုံးတွေကိုတရှိအခုထင်မှမရှိပြသေးဘူး။နောက်အခြေခံပြီးသွားတဲ့အခါမှာတစ်ချက်လှည့်ပြီးတော့ပြန်ပြီးတော့ရှင်းပြပေးမယ်နော်။အဲ့တော့အခုတစ်ချက်သိရမယ့်ဟာလေးတွေကိုပဲအတိအကပြောပြသွားပေးမယ်နော်။အဲ့တော့ခိုးကြုံဆုံးလို့ခေါ်တယ်ခုနပြောလိုက်တဲ့ဒီခစ်ကိုခုနအရှိအခစ်ကခိုးကြုံဆုံးခစ် ဒီခေတ်မှာဘာသူဘယ်မင်းကတည်ထောင်ခဲ့တယ်။ဒန်ဂုဝန်ကောဒန်ဂုရှင်နာကတည်ထောင်ခဲ့တယ်။ဘာတွေနာမည်ကြီးခဲ့လဲ။ဝဝနေဂျာဟိုရမီဟိုရန်ကြီးဟာကိုကုံနာမည်ကြီးခဲ့တယ်။ဘာကြောင့်နာမည်ကြီးခဲ့တယ်။ဒီနှစ်ကောင်ကလူဖြစ်ချင်တဲ့အတွက်ကြောင့်မလို့စွတ်သွန်ဖြူကိုသုံးနှစ်တူတင်စားခဲ့တယ်ဆိုတဲ့အတွက်ねနာမည်ကြီးခဲ့တယ်ဟုတ်ပြီနော်ကဲဟုတ်ပြီဒီ sum ကိုရှိတဲ့သွားမယ်ဒီအရရဲ့အတိတ်ပဲအဖားလဲဆိုရင် sum sum who is she he nala sam sam gu shi de how be no sam gu shi de da sam de chang ye no ကဲအဲ့ဒီမှာအဲ့ဒါကိုဒီချက်များသုံးခုနဲ့ပြပေးခြင်း ਨੇ ဘာလို့ပြပေးခြင်းလဲဆိုတော့ sum ဆိုတဲ့အတိပ္ပယ်က3ဆိုတဲ့အတိပ္ပယ်ဗာလဲ3 အီလီဆမ်ဆာကိုကြားဘူးလားဟနာဒူဆဲနေအဲ့တော့တရုတ်လိုအီလီဆမ်ဆာလို့တောင်းနေအဲ့ဒီဆမ်ရဲ့အဲ့ဒီဆမ်ကဒီတောင်းဖြစ်တယ်ဟုတ်ပြီနော်ဟုတ်ပြီအဲ့ဒီတောင်းကနန်ဒီခစ်တောင်းခစ်ပေါင်းစည်းထားတဲ့ခစ်ကိုဆမ်ကိုချီတယ်လို့ခေါ်တယ်အဲ့ဒီခစ်ဆိုရင်မဲ့အဲ့ဒီခစ်ရဲ့အထင်အပားပါလဲဆိုတော့နိုင်ငံ၃နိုင်ငံပါတယ်ဘယ်နာနိုင်ငံပါလဲ၃နိုင်ငံပါတယ်အဲ့ဒီ၃နိုင်ငံမှာကိုကူရောလို့ခေါ်တဲ့နိုင်ငံတစ်ခုရှိရဲ့ 바렐래 고구려 고구려를 거연난게는난의시에 비어 백제 백제를 거래 난의는난의 시에 어 미래 가마 신라 신라로 거래 난의는난의시 어비너 에르 어? 고구려 백제 신라 어빙 ဲ့ဒီမှာဂိုကူရောလို့ခေါ်တဲ့နိုင်ငံကအဲ့ဒီနိုင်ငံကိုတီထောင်ခဲ့တဲ့သူကဘယ်သူလဲဆိုလို့ရှိရင်တမားလည်းအရန်ဖြစ်တော်ပြီးတော့လက်ယုံကြီးလည်းပြေဆုံးတယ်စစ်ပွဲတိုင်းမှာလည်းအနိုင်ယူတိုင်းနဲ့မင်းတပါဖြစ်တယ်ဘယ်သူလဲဆိုရင်ဂျူမုံဘယ်သူလဲဂျူမုံဟုတ်ပြီနော်အဲ့ဒီခေအဲ့ဒီဂိုကူရောတီထောင်ခဲ့တဲ့သူကဘယ်သူလဲဂျူမုံလို့ခေါ်တယ်ပြီးတော့ဘက်ဂျေဘက်ဂျေဘက်ဂျေခေကိုတီထောင်ခဲ့တဲ့သူကဘယ်သူလဲဆိုတော့ဂျူမုံရဲ့တာ ုံးချိုဝမ်ဘာသူရဲ့လဲအုံးချိုဝမ်ဒီချေဖြတ်ပြီးတော့ရေးပေးမယ်နော်အကုန်လုံးအင်းဒီကိုကိုရောကိုဖြတ်ပြီးတော့ဒီအောင်မှာဒီအာဒီအောင်မှာတစ်ချေရေးပေးမယ်ဘာသူလဲဆိုတော့အုံးအုံးဆုံးဝမ်ဟုတ်ပြီနော် 翁中王လို့ခေါ်တယ်ဟုတ်ပြီနော်နောက်တစ်ခုနေရာလာမသိဘူးရှယ်တာကိုပြတ်ပြီးတော့ရေးပြီးမှရမယ်ထင်တယ်နေရာလေးမရှိတော့လीနော်ခုနကဖက်ကျဲလို့ခေါ်တဲ့လက်ခင်မှာဒီထောင်ခဲ့တဲ့သူကအုံးကျိုးဝင်ဘသူရဲ့သားလဲဆိုလို့ရှိရင်ဂျူးမုံရဲ့သားအုံးကျိုးဝင်လို့ခေါ်တယ် 홍, 요, 완. 허비너, 와, 마세. 맞다. 홍, 좋아. 비너성마, 백키시키래. 구나벽이라. 신라시, 신라시대에서 비어 신라, 신라 나이시키래. 말할래? 신라 나이시키래. ဲ့ဒီစီလာနိုင်ငံမှာတဲ့ဘီယင်မ၃ပါးထွက်ပေါ်လာခဲ့တယ်။အဲ့ဒီဘီယင်မ၃ပါးမှာတပါးဆိုရင်အရန်နာမည်ကြီးရ။သူကဘာတူလဲဆိုတော့ဒီဘီယင်မဖြစ်တယ်။ဒီဘီယင်မပေါ့နော်။ဒီဘီယင်မနာမည်ဘာတူတယ်လဲဆိုရင်နော်ဆောင်းပေါကျော်ဝမ်လို့ခေါ်တယ်။အော်ကိုရီးယားလိုရှိလို့ရှင်နော်။အဲချက်ကိုရီးယားလိုမရှိပြတော့ပါဘူးမြန်မာလိုတိုင်းရင်းပြမယ်နော်။ဒါဘီစစ်ဆိုတော့လေအရန်အများကြီးပြောတော့နော်။ဆောင်းပေါကျော်ဝမ်

အက်ကျဲနိုင်ငံကိုတီထောင်ခဲ့တဲ့သူကဘာတူလဲ။အုံကျိုးဝမ်တီထောင်ခဲ့တယ်။အုံကျိုးဝမ်ဆိုဘာတူလဲ။ဂျူမုံရဲ့သားဖြစ်တယ်။ပထမဂျူမုံကိုတီထောင်ခဲ့တဲ့နိုင်ငံကဘယ်နိုင်ငံလဲ။ကိုကိုရီယောနိုင်ငံဖြစ်တယ်။ဟုတ်ပြီနော်။ထောင်မှတ်ထားမယ်နော်။ကိုကူရီယောနိုင်ငံကိုတီထောင်ခဲ့တဲ့သူကဂျူမုံဖြစ်တယ်။ဂျူမုံရဲ့သားအုံကျိုးဝမ်ကအက်ကျဲကိုတီထောင်ခဲ့ပြီးတော့ ဒီရှီလာနိုင်ငံမှာနာမည်ကြီးခဲ့တဲ့ဘုရင်မကဆောင်းတော့ယောဝံဖြစ်တယ်တဲ့အဲ့ဒါဆိုရင်တစ်ချက်ရေဂူဂူရောတီထောင်ခဲ့တဲ့သူဘက်ဂျဲတီထောင်ခဲ့တဲ့သူရှိရဆိုရင်ရှီလာကိုတီထောင်ခဲ့တဲ့သူကဘသူလဲတစ်ချက်ရှီလာကိုတီထောင်ခဲ့တဲ့သူကဘသူလဲဆိုတော့အချက်ဒီမှာရေးပေးမယ်နော်ဘကျောင်းကောဆေဘာလဲလဲဘကအောက်ကမြင်ပါရနော်ဘကကျောင်းပါကျောင်း call say လို့ခေါ်တယ်။ဟုတ်ပြီနော်။ဘာကျောင်းကောစေနားလေနော်။အဲ့တော့ဘာကျောင်းကောစေကရှီလာနိုင်ငံကိုတခြားငယ်။အဲ့တော့ဒီ၃ခစ်ဆိုတဲ့ရေးထားတဲ့3ခုရှိတဲ့ဆက်ခစ်မှာဂူဂူရောနိုင်ငံပါတယ်၊ဘက်ကျဲနိုင်ငံပါတယ်၊ရှီလာနိုင်ငံပါတယ်။ဂူဂူရောနိုင်ငံကိုတည်ထောင်ခဲ့တဲ့သူကဂျူမုံဖြစ်ပြီးတော့ဂူဂူရောနိုင်ငံကအရန်အင်အားကြီးမားခဲ့တယ်။နော်စစ်ပွဲလည်းအများဆုံးနိုင်ခဲ့တယ် အဲ့နောက်မှာဂျူမုံရဲ့သားအုံဂျုံဝမ်ဆိုတဲ့ဘုရင်ကလည်းဖက်ကျဲကိုထပ်ပြီးတော့တည်ထောင်ခဲ့တယ်။အဲ့တော့ဖက်ကျဲနိုင်ငံကစစ်ဖြစ်တဲ့ဆိုလို့ရှိရင်ဂိုဂူရောဖြစ်မယ်ထင်လားရှစ်လောက်ဖြစ်မယ်ထင်လား။ရှစ်လောက်ဖြစ်မှာပေါ့။ဘာလို့လဲ။ဂိုဂူရောကကိုယ့်အဖေတည်ထောင်ခဲ့တဲ့နိုင်ငံပဲလေ။ဟုတ်တယ်နော်။အဲ့တော့ဖက်ကျဲကရှစ်လောက်နဲ့အရင်တိုက်ပွဲတွေဖြစ်တာ။ဖြစ်တဲ့အခါမှာဘယ်ချိန်မှလည်းဖြစ်တာလဲ။ဒီဘုရင်မခက်တဲ့ရဖြစ်တာ။ဆောင်းတော့ကျော်ဝမ်ဆိုတဲ့ဘုရင်မခက်တဲ့မှာစပြီးဖြစ်လာတာ။ ဒါပေမဲ့အဲ့ဒီစဘီမခစ်တရာဖြစ်လာတာမဟုတ်ဘူးဘီမအင်းဆုံးခါနေဘီမလုံးဝအသက်ကြီးပြီးတော့ဆုံးခါနေနောက်မှာစပြီးတော့ဘက်ကျဲတွေကဘီမတရင်နေအရန်ကြားပြီးတော့ဘီမအသက်ရှိနေတုန်းကဘက်ကျဲတွေဝင်လာတယ်အဲ့တော့ဘီမကိုမနိုင်ဘူးပေါ့နော်နောက်ပိုင်းဘီမဆုံးသွားတဲ့ခါမှာတိုက်ပွဲတွေအများကြီးဖြစ်တယ်ဘက်ကျဲနဲ့ရှလာနဲ့အများကြီးဖြစ်တယ်ဖြစ်ပြီးနောက်ပိုင်းအဲ့ဒီမှာဘကျုံကောဆေဆိုတော့ဒီရှလာနိုင်ငံကိုတည်ထောင်နိုင်ခဲ့တယ်အဲ့တော့ ရှစ်လကအနိုင်ယူပါခဲ့တယ်ပေါ့အဲဒါကြောင့်ဒုတိယတတိယနိုင်ငံဘာဖြစ်သွားခဲ့လဲဆိုရှစ်လစမ်ဂူဟုံငေစမ်ဂူဆိုတာဒီအရှိမရှိရဲ့စမ်ဂူရှစ်လဆိုတော့ခုနရှစ်လနိုင်ငံအောင်မြင်ခဲ့တယ်ဆိုတဲ့အမျိုးအဲ့တော့အဲ့ဒီခေတ်ပနမာခေတ်ကကိုဂျိုဆောင်ဒုတိယခေတ်ကစမ်ဂူရှိတဲ့တတိယခေတ်ကရှစ်လခေတ်ဖြစ်သွားတယ်အဲ့လိုအဲ့လိုနဲ့စဉ်သက်လာခဲ့တာတစ်ချိန်တိုင်းမပြောတော့ဘူးเนาะနောက်ပိုင်းခက်လို့လေဒီခေတ်ကိုအချက်ပြောချင်တယ် ဒါပါလဲဆိုအင်းရှင်းတုံဘူးဒီခေတ်ကပါလဲနောက်ဆုံးခေတ်ကသာဒေယမင်းကိုဆော့အော်ပေါ့နော်အရှင်းဆုံးပြောလို့ရှိရင်ဒဲဆိုတာကြီးမာတာဟန်ဆိုတာဟာနာဒူဆဲသိတယ်နော်ဟန်ဆိုဟာနာဒူဆဲနဲ့ရဲ့ဟန်တခုတဲတော့မင်းကိုအောင်မြင်ချင်နိုင်ငံတဲ့လို့ပြောမှလဲဆိုလို့ရှိရင်ဒေဟန်မင်ဂူဒေဟန်မင်ဂူဆိုတဲ့ချေရိုဒီအမြအရှင်းဆုံးပြောရမယ်ဆိုတော့ဒေဟန်မင်ဂူဆိုရင် ခင်ဗျာဟောဘယ်လိုပြောမလဲကိုရီးယားနိုင်ငံပေါ့နော်အကြီးအမားဆုံးကိုရီးယားနိုင်ငံဆိုပြီးတော့ဘာသာပြန်လို့ချင်းလူမျိုးတော်များပြန်ကြတာပေါ့နော်အဲ့တော့ဒီ immigration ချုပ်မှုဆိုတာဘာလဲဟွန်းတချင်းလို့ပြောမယ်ဆိုလို့ရှိရင်အဲ့ဒီခေတ်ကကိုရီးယားနဲ့ဂျပန်နဲ့အရန်စစ်ဖြစ်နေတဲ့ခေတ်ပေါ့အရန်စစ်ဖြစ်နေတဲ့ခေတ်နောက်ဆုံးမင်းဆက်ကတန်းချေကူဆိုရဲခစ်ဖြစ်ပြီးတော့အဲ့မှာ1910မှာနောက်ဆုံးမင်းဆက်က1910အထိပဲတည်နိုင်ခဲ့တယ်တဲ့။ဘာကြောင့်လဲ 1910မှာဂျပန်နေရကိုရီးယားတွေကိုစီဝင်လာပြီးတော့တိမ့်ပိုက်တာစစ်တွေတိုက်တာအဲ့တခါဘလောက်တိုက်တာလဲဆိုလို့ရှိရင်တော့1945အထိတိုက်တာစုစုပေါင်း35နှစ်အတွင်းကိုရီးယားကိုတိမ့်ပိုက်ခဲ့တာပေါ့အဲ့တော့တိမ့်ပိုက်ခဲ့တဲ့ဆိုမှတော့ကိုရီးယားတွေဟာဂျပန်လက်အောက်ကိုကျသွားခဲ့တယ်ကိုရီးယားပြည်လုံးဝမရှိရလောက်အောင်တောက်ွယ်တော့မလို့ပြသွားရလောက်အောင်အထိကြာရှုံးသွားခဲ့တယ်ပေါ့နော် အဲ့ဒီမှာကိုရီးယားတွေကဒီလိုမျိုး immersion ဂျုံဘူလို့ခေါ်တယ်တကယ်လို့အခုဒီမှာအာနာတိုင်ရင်ဘာဖြစ်ကြလဲ CRPH တွေဖွဲ့တယ်လို့ပေါ့နော်အဲ့လိုမျိုးအဖွဲ့အစည်းတွေဖွဲ့လိုက်တယ်အော် CRPH တို့လိုမျိုးအဖွဲ့အစည်းတွေဖွဲ့လိုက်တဲ့အခါမှာဒီအဖွဲ့အစည်း immersion ဂျုံဘူဆိုအဖွဲ့အစည်းကတော့ဖွဲ့တယ်တရုတ်ပြည်ရှန်ဟိုင်းတည်နယ်မှာတွားပြီးတော့ဖွဲ့တယ်အဲ့တော့အတရုတ်ပြည်ရှန်ဟိုင်းကနေပြီးတော့တို့ဒီအဖွဲ့အစည်းတွေဖွဲ့တယ်ဂျပန်တွေကိုတိုက်ထုတ်ဖို့အတွက်နှင်ထုတ်ဖို့အတွက်တို့တွေစန္ဒာနေတိုင်းပြတယ်စန္ဒာပြတယ် တိုက်ပွဲတွေဖြစ်တယ်စစ်တပ်တိုက်တယ်အဲ့လိုအလုံးနဲ့ပြတ်လာခဲ့ကြတာ1945ခုနှစ်1945ခုနှစ်၈လပိုင်း15ရက်နေ့မှာလွတ်လပ်ရေးရခဲ့တယ်ဘယ်နေ့မှာလဲ၈လပိုင်း15ရက်နေ့မှာလွတ်လပ်ရေးရခဲ့တယ်အဲ့တော့ကိုရီးယားနိုင်ငံလွတ်လပ်ရေးနေ့ကိုပြောပါသလို့ရှိရင်၈လပိုင်း15ရက်နေ့ဖြစ်တယ်ဟုတ်ပြီနော်ဘယ်နေ့လဲ၈လပိုင်း15ရက်နေ့ဖြစ်တယ်ဒါကကိုရီးယားနိုင်ငံရဲ့လွတ်လပ်ရေးနေ့ဘယ်နှစ်ခုနှစ်လဲ 1945ခုနှစ်အဲ့လိုနဲ့လွတ်လပ်ရတာဖြစ်မကြသေးဘူးနောက်9နှစ်လဲကြာရော1950မှာ1950မှာညောင်းတဲ့တောင်တိုက်ပွဲဖြစ်ပြန်ရောအားကြောင့်ဖြစ်တာလဲဆိုရင်အခုလွတ်လပ်ရင်ကြာပြည့်နောက်မှာသူတို့တွေကညောင်းဘက်မှာရှိတဲ့ကိုရီးယားနေနဲ့တောင်ဘက်မှာရှိတဲ့ကိုရီးယားဆင်းနေတာပေါ့နော်ငါတို့တွေဒီပုံစံနဲ့ဆက်သွားကြမယ်အခုချထားတဲ့ဥပဒေတိုင်းနေကြမယ်ဘယ်လိုမျိုးတွေလုပ်ကြမယ်နေကြမယ်ဆိုတဲ့အားမျိုးနှိမ့်နိုင်တာလုံးဝနှိမ့်လို့မြတ်ဖြစ်သွားတာ ဟောဖြစ်လို့မြရတဲ့အခါမှာ1950 6လပိုင်း25ရက်နေ့နေ့မှာမနက်ပိုင်းလောက်လူတွေအိတ်နေတဲ့အချိန်ပေါ့နော်မြောက်ကိုရီးယားတောင်ကိုရီးယားကိုဆက်လာတိုက်တာပေါ့နော်အဲ့ဒီမတော်တော်များတော့ဆုံးသွားကြပါတယ်အဲ့ဒါကိုကိုရီးယားလို့ပြောမယ်ဆိုလို့ရှိရင်နော်6လပိုင်း25ရက်နေ့စစ်ပွဲဆိုပြီးတော့ပြောကြတယ်ကိုရီးယားလို့ဒါကိုကိုရီးယားအတန်းထွက်နဲ့ပြောပါဆိုလို့ရှိရင်ပြောပါဆိုလို့ရှိရင်နော် 어, 코리아 로 마요 예민이. 이마 로 예민이면 너. you 이 오. 음. 응. 아, 비나? 별로 비워래 돼? 육, 고전제 写了一路路来说，拍了没有了？写两写两公里个拍没有？写一比麦呢？U、C、O、T、T、O、C、U、Q、O、T ဲ့ဒီ UK ကိုခြုံချင်းစာပါလဲ6လပိုင်25ရက်စစ်ပွဲလို့ခေါ်တယ်သူတို့ဒီအဲ့ဒါကိုကိုရီးယားလို့ UK ကိုခြုံချင်းဟုတ်ပြီနော်အဲ့ဒီနေ့ရက်လဲကိုရီးယားနိုင်ငံကြွက်ကတိန်မှာသတ်မှတ်ထားတယ်6လပိုင်25ရက်နေ့တုန်းကငါရစီယိုမြောက်ကိုရီးယားတိုက်ပွဲဖြစ်ခဲ့တဲ့ရက်ဟုတ်ပြီနော်အဲကြောင့်မလို့ကိုရီးယားမှာ UK ကိုခြုံချင်းဆိုလို့ရှိရင်အထိတ်မှတ်တီနဲ့အမှချရှုံးသူတွေအတွက်ကိုသူတို့တွေပွဲတွေမျိုးစုံလုပ်ကြတယ်ပေါ့အဲ့အတွက်ကိုအဲ့ဒါနဲ့ စစ်တိုက်လာခဲ့တာဗမာစစ်ခဏနာသွားလဲဆိုလို့ရှိရင်1953ခုနှစ်ခုနလပိုင်း29ခုနှစ်မှာစစ်နာတယ်စစ်နာတာပြောရအောင်တခြားစစ်ပြီးွားလွတ်လွတ်သွားလို့မပြောဘူးเนาะစစ်နာတယ်အဲ့ဒီစစ်နာတာကိုကိုရီးယားလို့ဘယ်လိုပြောလဲရှူဂျွန်ဆန်ပါတယ်လေရှူဂျွန်ဆန်ပြန်ပြောရှိပြီမနော်ရှူ ရှူးဆိုတဲ့အဓိပ္ပာယ်ကအမမြန်မာလိုဆိုလို့ရှိရင်ရှူးဆိုတဲ့အဓိပ္ပာယ်သိရမလားရှူးရှူးရှူးတတို့နေအဲ့လိုမျိုးတွေပြောပုံပေါ့နော်အဲ့ဒါရှူးအဲ့ဒါဆိုရင်မဲ့ကိုရီးယားတန်တလို့ဆိုလို့ရှိရင်ရှူးဟိုင်ဟိုယူအဲ့လိုပြောလားမသိဘူးအဲ့ဒါကိုပေါင်းပြီးခေါ်လိုက်တဲ့အတန်မျိုးရှူးဆိုတဲ့အဓိပ္ပာယ်လည်းမဟုတ်ဘူးရှူးဆိုတာလည်းမဟုတ်ရှူးရှူးဟုတ်ပြီနော်ရှူးရှူးပြီး John Son. Hugh Johnson. Hugh Johnson. ဟုတ်ပြီနော်အဲ့တော့ Hugh Johnson နဲ့ Hugh Johnson ဆိုတာဗာလေခဏစစ်နာမယ်အဲ့တော့ကိုသူတို့တွေက song ဆိုတာကျိုးကိုပြောတာစစ်နာဖို့တဲ့ကျိုးတာတာကိုပြောတာဗမာတာတာလဲဆိုရင်တောင်ထဲမြောက်ဒီချာမှာတာတာအဲ့ဖမ်းမွန်းကြောင်စတဲ့နေရာမှာတားတယ်ဒါပေမဲ့အချင်းအဲ့ဖမ်းမွန်းကြောင်မရေးရတော့ဘူးနော်စာခက်လို့အဲ့တော့ ရှူချောင်းဆောင်ကနဆောင်ဆိုတဲ့အတိတ်ပဲကကျိုးကိုပြောတယ်သူတို့စီးတားကြတဲ့အလယ်မှာမြောင်းနဲ့တောင်နဲ့စီးခွက်လိုက်တယ်ငါတို့ဘက်ကလည်းမကြောနဲ့နင်တို့ဘက်ကလည်းငါတို့မကြောဘူးကြောလို့ရှိရင်တော့ငါတို့လည်းလှုပ်တင်တာလှုပ်ရမယ်ဆိုပြီးတော့ခနစစ်ကိုနားလိုက်ကြတယ်ပေါ့အဲ့လိုနဲ့ပဲလာခဲ့ကြနောက်ဆုံးမှမတက်နိုင်တော့မဲ့အဆုံးဒေယမင်းကိုဆိုပြီးတော့ဒီဒဲဆိုကြီးမားတဲ့ကိုရီးယားနိုင်ငံတနိုင်ငံပေါ့နော်အရှင်းဆုံးပြောရလို့ရှိရင်တော့ဒီလိုမျိုးခေါ်ကြတာပေါ့နော်တချို့ဒါမြန်မာတွေဒီလိုပြောတာဒါပထမအဆုံးဖြစ်နေတော့ဘယ်လိုပြောပြရမလဲတရား ဟောတေဟမင်ကိုကိုရီးယားဒီအကြီးမားဆုံးနိုင်ငံဟောဖြစ်ခဲ့တယ်ပေါ့နော်အဲ့တော့ဒီဟာကနေစပြီးတော့တချက်ဒီနေ့သင်ခဲ့တဲ့အကြောင်းရင်းဟာဒီချက်သင်ခဲ့ပြတာဖြစ်တယ်ဒါကြောင့်မလို့တချက်ပြောခဲ့တဲ့ဒီလိုမျိုးကိုဂျိုဆောင်ကိုကူရီးယားပစ်ကျဲရှိလာရှိခဲ့တဲ့ပြင်ချူမုံချူမုံသားတွေဒီလိုမျိုးဒီဆောင်တော့ကျော်ဝမ်ရှိခဲ့တဲ့အကြောင်းတွေကိုတိထားပြရမှာဖြစ်တယ်တချက်ဘာလို့သင်မိရလဲကိုရီးယားနိုင်ငံဘာကြောင့်ဖြစ်ပေါ်လာတဲ့အကြောင်းကိုရီးယားစာဘာကြောင့်ဖြစ်ပေါ်လာတဲ့အကြောင်းတချက်ပြပြပေးချင်တာဖြစ်တယ် ဟုတ်ပြီနော်ဒီချေဒီနေ့2021ခုနှစ်17လပိုင်း29ရက်နေ့ Zoom နဲ့တင်ခဲ့တဲ့အကြောင်းရင်းက DT ဖြစ်ပါတယ်လို့နော်အဲ့တော့ကို DT ကိုအင်စာလေးလုတ်ပေးထားမယ်ဒီချေအင်စာဘာတွေပေးမယ်ဆိုတာကိုပြန်ပြီးတော့ Facebook မှာတင်ပြပေးမှာဖြစ်တယ်နော်အားလုံးပဲကျမ်းမာချမ်းသာပြီးတော့ကံကောင်းကြပါစေလို့နော်ဒီချေဒါလေးနားလိုက်တော့မယ်နော်